အလက်စကာမနီတိုင်းသူရဲ့ဘဝကဒီချက်တွေကြောင့်ပုံမှန်ဖြစ်လို့ဖြစ်စင်တဲ့ကွဲလွဲမှုတွေအများကြီးရှိနေတယ်။ပရိသတ်များအလုံးမဲမင်္ဂလာပါများဘာမအိတ်တုံးလုံး channel ကနေပြန်လဲကြိုးကြိုးလိုက်ပါရင်အလက်စကာမလူတွေရဲ့နေထိုင်မှုဘဝကအမေရိကန်ပြည်ထောင်စုရဲ့တခြားပြည်နယ်နဲ့ရှင်တော့ထူးခြားစွာကွာခြားပါရင် The Last Frontier လို့တင်စားခေါ်ခံရတဲ့အလက်စကာကကျယ်ပြန့်တဲ့ပထဝီဝင်အနေထားပြင်းထန်တဲ့ရာသီဥတုထူးခြားတဲ့ရင်ကျေးမှုနဲ့အသီးသန့်ဖြစ်တည်တဲ့စီးပွားရေးနဲ့လူမှုဘဝတွေကြောင့်ပဲနေရှင်ဘဝကပုံမှန်ထက်ကွဲပြားနေပါရင် ဒီနေ့ဗီဒီယိုမှာတော့ Alaska မှာလူနေထိုင်မှုပုံရိပ်ပါကြောင့်ကွာခြားလဲဆိုတာနဲ့ပတ်သက်လို့တင်ဆက်ပေးလိုက်ရပါတယ်ပထမတစ်ချက်ကတော့ Alaska ရဲ့ပြင်းထန်တဲ့ရာသီဥတုနဲ့နေလင်းရောင်အပြောင်းလဲဖြစ်ပါတယ် Alaska ရာသီဥတုကလူတွေရဲ့အနေအချင်းပုံရိပ်ကိုတည်တည်တတ်တတ်တရားမှုရှိစေပါတယ်ပြည်နယ်ရဲ့အများစုမှာဆောင်းရာသီကအလွန်အေးပြီးတော့မောင်းမဲပါတယ်ဥပမာအဖြစ်တော့ Fairbank လိုနေရာတွေမှာအပူချိန်ကအနုပ်40ဒီဂရီ Fahrenheit ကျော်တိကျဆင်းနိုင်ပြီးတော့ Aquab Bike လိုမြောက်ဖက်ဆုံးမြို့မှာဆိုရင်တော့ Polar Night လို့ခေါ်တဲ့နေရောင်မရတဲ့68ရက်ကိုဖြတ်တန်းရပါတယ် ဒါကလူရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကိုထိခိုက်စေပြီးတော့ seasonal affective disorder လို့ယောဂါတွေဖြစ်ပေါ်စေနိုင်ပါ ರೀ အဲ့ဒီပြဿနာကိုဖြေရှင်းဖို့တချို့ကအလင်းရောင်ကုတုံး light therapy ကိုသုံးကြပြီးတော့တချို့ကတော့ရေခဲပြင်ငါးဖန်းတာဒါမှမဟုတ်စီနင်းလျှောစီးရလို့စားသည့်အားကစားတွေနဲ့အချိန်ကုန်ဆုံးကြပါ ರೀ ဆန့်ကျင်ဘက်အနေနဲ့နေရာဒီမှာတော့ midnight sun လို့ခေါ်တဲ့24နာရီနီးပါးနေရောင်ရတဲ့အချိန်ကြီးကလူတွေကိုအပြင်ထွက်လှုပ်ရှားဖို့အားပေးပါ ರೀ encourage လို့မျိုးတွေမှာ10နာရီထိတောင်းတက်တာစပိန်စီတာဒါမှမဟုတ်ငါးဖန်းတာလို့လှုပ်ရှားမှုတွေလုပ်ကြပါ ರೀ ဒီနေ့လင်းအောင်ပြောင်းလဲရေးကြောင်းအလौချိန်နေကြောင်းချိန်နေလူမှုဘဝတွေကအခြားဒေသတွေနဲ့မတူညီစွာပြောင်းလဲနေရပါတယ်။ဥမာပြင်တော့စားရသည်မှာကလေးတွေကမောင်မဲနေချိန်မှာအကြောင်းကိုသွားရပြီးတော့နေရာဒီမှာတော့နေလင်းအောင်နေပဲအိပ်ဆက်ကြရပါတယ်။ဒုတိယအချက်ကတော့အလက်စကာရဲ့ကျေပြန့်တဲ့ပထဝီဝင်နေဓာတ်နဲ့တခြားနေရာများဖြစ်ပါတယ်။အလက်စကာက area 63600တောင်တူရမိုင်ကျော်ရှိပြီးတော့အမေရိကန်ရဲ့အကြီးမားဆုံးပြည်နယ်ဖြစ်ပြီးမြေလူဦးရေက93300တောင်ပတ်ဝန်းကျင်သာရှိတာပါ။ ဒါကလူကြီးရဲ့တိတ်တဲမှုအလုံးနေပြီးတော့မြို့ကြီးတွေဖြစ်ကြတဲ့ Anchorage, Fairbanks နဲ့ John Aldo တို့အပြင်ခြေလက်ဒေသတွေနဲ့လူသူရောက်ပေါက်နေတဲ့ရွာတွေများပြားရှိနေပါတယ်။ Nomita မှာမဟုတ် Belthel လို့ခြေလက်ဒေသတွေမှာဆိုရင်တော့နေထိုင်သူတွေကအနည်းဆုံးမြို့ကြီးတွေကိုသွားဖို့လေယာဉ်ငယ်တွေဒါမှမဟုတ် Senior Model Cycle တွေသုံးရပါတယ်။လမန်ဆက်သွေးအကန့်တက်ရှိတာပြီးအတိုင်းဝိုင်းအပေါ်မှာမိခိုးနေရပြီးတော့ကိုကိုကိုဖူလောင်လို့နေတတ်ဖို့လိုအပ်ပါရီ။ အဲ့ဒီဒေသတွေမှာတော့စူပါမားကတ်တွေမရှိသလောက်ဖြစ်ပြီးတော့ကုန်ပစ္စည်းတွေကိုလေယာဉ်နဲ့တင်ပို့ရတာကြောင့်ဈေးနှုန်းတွေစမတန်မြင့်မားပါတယ်။ဥပမာအဖြစ်တော့နိုရကာလန်ရဲ့ဈေးကဒေါ်လာ10ဒေါ်လာထိရှိနိုင်ပါတယ်။ဒါပြင်လက်စကာရဲ့တဘာဝပတ်ဝန်းကျင်ကတောင်တန်းတွေရေကဲမြစ်တွေနဲ့ကမ်းရိုးတန်းတွေနဲ့ပြည့်နှက်နေပြီးတော့ဒါတွေကလူတွေရဲ့နေရှင်ဘဝကိုပုံမရှုပ်ထွေးစေတာဖြစ်ပါတယ်။ဥပမာအဖြစ်တော့ဆောင်းအစီမှာစီးနင်းမုန်တိုင်းတွေကြောင့်လမ်းတွေပိတ်သွားနိုင်ပြီးတော့နေရှင်သွားလာမှုကိုခက်ခဲစေပါတယ်။ဒီလိုတိကျနေရာတွေမှာနေထိုင်သူတွေကတခြားဒေသတွေနဲ့မတူညီတဲ့ဘဝပုံစံကိုလက်လျောညီတွေဖြစ်အောင်လုပ်နေထိုင်ကြရပါတယ်။ တတိယချက်ကတော့ Alaska ရဲ့ထူးခြားတဲ့ယဉ်ကျေးမှုနဲ့ဌာနေတိုင်းရင်းသားလူမျိုးများဖြစ်ပါရင်း Alaska ရဲ့ယဉ်ကျေးမှုကဌာနေတိုင်းရင်းသားတွေရဲ့ဒလိထုံတန်းအနေနဲ့တခြားပြည်နယ်တွေကပြောင်းရွှေ့သွားလာသူတွေရဲ့ယဉ်ကျေးမှုတွေရောဆက်ထားတာပါဌာနေတိုင်းရင်းသားလူမျိုးစုတွေဖြစ်ကြတဲ့ Inupiat, Yupik, Athapascan, Tlingit, Haida နဲ့ Olet လူမျိုးတွေကပြည်내ရဲ့အလူရည်ရဲ့55ခိုင်နှုန်းခန့်ကိုဖွဲ့စည်းထားပြီးတော့သူတို့ရဲ့ဘာသာစကားအမှုပညာနဲ့ဒလိထုံတန်းတွေက Alaska ရဲ့ဘဝပုံစံကိုထူးခြားစေပါရီ ။ဥမာပြင်တော့ဌာနေတိုင်းသားတွေကတဘာဝနဲ့ရင်းနှီးစွာနေထိုင်တတ်ကြပြီးတော့အမဲလိုက်တာငါးဖန်းတာနဲ့တဘာဝအရင်းမြစ်တွေကိုအသုံးပြုတာတွေကိုအဓိကထားကြပါရီ။ယောပိတ်လူမျိုးတွေကတော့ဆော်မွန်ငါးတွေဖန်းတာဒါမှမဟုတ်ဝီလာငါးအမဲလိုက်တာမျိုးတွေကိုနှစ်ရာစုပေါင်းများစွာလှုပ်ဆောင်လာကြတာဖြစ်ပြီးတော့အီတလီကအခုထိအသက်ရှင်တန်နေစီပါရီ။ဒီလိုအစားအစာဖူလုံရေးအတွက်တဘာဝကိုမီကိုရတဲ့ဘဝပုံစံကကြာပြင်းနေမှာမတွေ့ရတဲ့ထူးခြားမှုတစ်ခုဖြစ်ပါရီ။အစုံဒီလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတူတင်ရှိပါရီမြတ်။